ီနေ့ကတော့ကြက်ဥလေးနဲ့အာလူဟင်းလေးချမ်းပါပဲဖြစ်ပါတယ်ဘရောင်းဆုံးတွေနဲ့ကြက်ဥလေးကိုပြုတ်ပြီးတော့ဗောနော်ဓာလေးနဲ့နှစ်ချမ်းခွဲထားပါမယ်နှစ်ချမ်းလေးခွဲပြီးစားလေးလည်းအနည်းငယ်ဖြူထားပါတော့နော်အရသာအတွက်ပြီးရင်တော့ဆောနာကလှီးထားတဲ့အာလူလေးတွေကိုရေသေချာစေးပါမယ် ရေစေးပြီးရင်တော့အာလူအရသာအကောင်းမှုအတွက်အစာလေးအနှဲငယ်ထည့်ပြီးနေပြီးနှက်ထားပါမယ်။ ပြီးရင်တော့မြမဟင်းရီချက်တဲ့အချိန်တိုင်းကျက်သွမြူကျက်သွနီဂျင်းလေးတွေခွာပြီးတော့ကျိတ်ပါမယ်ပြင်းတော့အဓိကဒီဟင်းပါပါနော်မဆလာဒီမဆလာလေးကတော့ကျွန်တော်ဒေါ်တိုးတိုးမြန်မာသမင်းဆိုင်ဝယ်လာခဲ့ရပါတော့အရန်လဲစားလို့ကောင်းပါတယ်ထုံးစံတိုင်းစီလေးအဲအိုးလေးပူလာပြီဆိုရင်တော့စီလေးအနေငယ်ထည့်ပါမယ် စီလေးပူလာပြီဆိုရင်တော့ဆောနာကထိထားတဲ့ချက်သွင်းမြေချက်သွင်းညင်းလေးကိုစီတတ်ပါမယ်။ပြီးရင်အယောင်တင်မှုတ်လေးအနည်းငယ်ထည့်ပါမယ်။ပြီးရင်တော့ရွှေရောင်သားလာတဲ့အထည်လေးကိုစီတတ်ပေးပါမယ်။ ကဲစီတက်လို့ရွှေရောင်လေးတက်လိုက်ပြီဆိုရင်တော့ဆောနာကလုထားတဲ့ကြက်ဥလေးတွေကို မကြည်အောင်လို့ဖြည်းဖြည်းလေးချင်းစီမှွေတမအောင်မှွေပေးပါမယ်ဒါတော့ကျွန်တော်လုလိုက်တာနည်းနည်းကြည်သွားပြီပေါ့နော် ကျောက်ဦးလေးနဲ့စီတက်တာလေးတမပြီဆိုရင်တော့စောနာကနှက်ထားတဲ့အာလူလေးတွေကိုရောထည့်လို့ရပါပြီ။ပြီးရင်တော့ထပ်ပြီးတော့တမအောင်မှွေပါမယ်။ပြီးရင်တော့အဖုံလေးတိ